တာပါ CD Insider from Burma ကနေပြန်လည်ကြိုးကြိုးလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ United Arsenal တို့ရဲ့စိတ်ဝင်စားစရာနောက်ဆုံးရသတင်းများကိုဖော်ပြပေးသွားပါမယ်မစခင် CIM ကို YouTube မှာ Subscribe မလုပ်ထားတဲ့နဲ့လုပ်ထားနိုင်ပါတယ်ဟုတ်လိုက်ပါမယ်ရွှေရွှေဇစီကိုလာမယ့်ဇန်နဝါရီမှာခေါ်ယူတင်နေတဲ့ Juventus Regiment Sesco တရား United မှာပုံစံကောင်းပြလာနိုင်ခြင်းနဲ့အတူလူငယ်တိုက်စစ်မှု Joshua Zezi အတွက်အနည်းငယ်ခက်ခဲတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။ Harbi လိုက်ဆက်တာနေပေါင်း84သန်းနဲ့ခေါ်ယူလာတဲ့ Sesco ကတော့အတင်းအတွက် League တွင်ကို၂ဂိုးသွင်းပေးထားသလိုဆွေတုံရတိုက်စစ်မှုလည်းဖြစ်လာကြောင်းဒီပြ MOR ရဲ့အတိကကစားသမားနေရာကိုရောက်ရှိလာပါတယ်။ Joshua Zezi အတွက်ကတော့နံပါတ်1နေရာတွင်ကြောင်းဆောင်ဆိုင်သွားရဖို့ရှိနေပါတယ်။ဒီအဒီမဇဇီ ကအသင်းအတွက်လေးဘွဲ့သာပါဝင်ကစားပေးထားရပြီးဆန္ဒလန်ကိုတူးစီးနဲ့နိုင်ရတဲ့ပွဲမှာလည်းအရန်ကုန်မှသာအချိန်ကုန်ခဲ့ပါတယ်။ဒူတိုဂျူဗီသတင်းစာရဲ့အဆိုအရဂျူဗင်တက်စ်နဲ့ပီစီမီလန်အသင်းတွေကကစားသမားကိုအပြိုင်ခေါ်ယူဖို့ကြိုးစားနေကြပါတယ်။ Serie A ရဲ့အသင်းအများစုကကစားသမားရဲ့ခြေနေကိုစုံစမ်းနေကြတာပါ။ဒီထဲမှာကိုမိုအသင်းလည်းပါဝင်ပါတယ်။ကြားရတဲ့သတင်းတွေအရဒီယာဒီဂုံမာပဲစာချုပ်ကုန်ဆုံးတော့မယ်တက်စင်မူဒူဆန်ဗလာဟိုဗစ်နဲ့ဂျူဗင်တက်ဘက်ကတိုက်ရိုက်လေးလေသွားဖို့ဆန္ဒရှိနေပါတယ်။ ညမနဲ့သတင်းတပုတ်ကိုကြည့်လိုက်ရင်ဂိုးသမားဆန်လီလမန်ရဲ့လက်စွမ်းကိုကျင့်တတ်နေတဲ့ပရိသတ်များဆိုတော့တွေ့ရမှာပါတောကပင်လေဝင်နေတဲ့ United တို့အမြင့်ပြန်နေတဲ့ဆန်ဒါလန်နဲ့အတွေ့မှာပရိသတ်တွေကတန်တရာတွေနဲ့ပွဲကိုကြည့်ကြရတာပါသို့သောနီးပြအမိုရင်ရဲ့ပွဲချင်းကမှုကမှတ်ကန်ခဲ့ပြီးအကျိုးလည်းများခဲ့ပါတယ်အစ်စမူဘင်ဂျမင်ဆက်စ်ကိုလည်းခြေစွမ်းပြနိုင်ခဲ့သလိုဆန်လီလမန်ကိုပွဲထုတ်ခဲ့တဲ့နီးပြရဲ့ဆုံးဖြတ်ချက်ကလည်းအလုပ်ဖြစ်ခဲ့တာပါ ကနရီဘောက်စ်ကိုလွန်မိုတားခဲ့တဲ့ဒီကိုသမားရဲ့ဆန်းဆောင်ရည်ကိုပရိသတ်တွေကနှစ်ချိုက်ခဲ့ကြပါတယ်။အရင်ကိုသမားတွေလိုမဟုတ်ပဲပြန်ဘက်ရဲ့ဖြတ်တင်ဘောတွေကိုလည်းနှစ်ချိန်တိထွက်ဆွဲခဲ့တာကိုမြင်ခဲ့ရပါတယ်။ဘက်ကလိုင်းကိုညွန်ကြားတာအမြင်ဘောတွေကန်တင်တာဒါရီမာအသင်းအတွက်အကျိုးပြုနိုင်ခဲ့တာပါ။ဒီပွဲမှာဘောလုံးထိကျက်52ကြိမ်၊ recoveries 7ကြိမ်၊ saves 3ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးဒီလက်စွမ်းကြောင့်လာမယ့်ပွဲစဉ်တွေမှာလည်းဆက်လက်ပွဲထွက်သွားရဖို့ရှိနေပါတယ်။အထက်တဲ့တဲ့ဘက်ကိုကြည့်လိုက်ရင် MRN ရဲ့နီးစနစ်အလုတ်ဖြစ်ခဲ့ပေမဲ့ဘရူ လက်အတွက်တော့ခက်ခဲလာနိုင်စနလန်ကိုတူးနေနဲ့နိုင်ရရှိပြီးနောက်ယူနိုက်တက်တို့ဒီယာစီအိမ်ကွင်း၃ပွဲကြောင့်နိုင်ပွဲကိုရှာဖွေနိုင်ခဲ့ပါတယ်ပထမဆုံးအကြိမ်ညီပြအမိုရီရဲ့နီးပြွာပြောင်းလဲတွေအလုတ်ခစ်ခဲ့ပြီးအနီးကလေးလာကြည့်စရာတွေတော့ကျင်းနေပါသေးတယ်ဝင်းလက်ဟန်ချက်ပျောက်ဆုံးနေမလားလို့တချို့ကထောက်ပြလာကြတာပါဒီတစ်ပြည့်အတက်ကင်မီဖီလာဘရူနိုဖာနန်ဒက်စ်တယောက်ကွင်းလေဒီပ်ဇုံမှာဆင်းကစားနေရတဲ့အခြေအနေကြောင့်ပါ ဆန္ဒလန်ကိုနိုင်ရတဲ့ပွဲမှာကစားသမားကခန်းစစ်တာဝန်တွေကိုပုံမိုယူခဲ့ရတယ်လို့တိုက်စစ်မှာဂိုးပေါက်ကန်သွင်းချက်တစ်ချိန်ပဲတည်ခဲ့တာလည်းတွေ့ရပါတယ်။ If me sports ရဲ့ journalist Ben Jacob ထောက်ပြတာမှာတော့ Kobe Menu တို့မဟုတ်ဦးကားသေးကိုလက်ရှိ Fernandez ရဲ့ DM position ကိုဆင်းခိုင်းလိုက်ပြီး Fernandez ကိုသူအားတန်တဲ့ attacking role မှာကစားရင်သင်အတွက်ပုံမိုပြီးတော့အကျိုးဖြစ်တော့မယ်လို့ယူဆနေရပါ။သို့သောဆန္ဒလန်နဲ့ပွဲကကစားဟန်မှာတော့ဖော့ကားတဲ့တိုက်စစ်မှု Sesco နဲ့ အန်ပူပူတို့အတွက်လည်းဂိုးရီကရရနေတာမို့လို့ပြောရတော့ခက်နေတဲ့အခြေအနေအပွဲတွေကိုဆက်လက်ဆောင်ကြည့်သွားကြပါမယ်။နောက်တဲ့သတင်းတစ်ပုဒ်မှာတော့မန်ယူရဲ့စောင့်ကြည့်ကွင်းလယ်လူစင်းတဲ့မာလွန်ဂိုးမက်စ်ရောက်ရှိလာ။လက်ရှိယူနိုက်တက်ရဲ့ကွင်းလယ်မှာကက်စမဲရူးနဲ့ဘရူနိုဖာနန်ဒက်တို့ကိုတွဲဖက်ပေးထားပြီးဒီအတွဲဖက်ကရေးရှည်အတွက်မလုံလောက်မဲ့ပြည်သက်တွေခံစားမိကြမှာပါ။ဘူဂတီလည်းပွဲစဉ်တချို့မှာပါဝင်ခွင့်တော့ရထားပါတယ်။ကိုဘီမင်းနူးကိုချန်လက်ထားတာကိုလည်းပြည်သက်တွေကတော့အံအားသင့်နေပြီ ဒီကစားသမားလေးကလာမယ့်ဇန်နဝါရီမှာအသင်းပြောင်းမယ်ဆိုတဲ့အတန်တွေနဲ့ထွက်နေပါတယ်။ Gets အသင်းနဲ့အတန်ထွက်နေတဲ့ကွင်းလေကစားသမားတွေထဲမှာကားလို့ပါလီပါအဒန်ဝေါ်တန်နဲ့ Elias Anderson တို့ပါဝင်နေပါတယ်။ဒီကစားသမားတွေရဲ့ပြောင်းရွှေ့ရေးကနည်းမှမဟုတ်တာကြောင့် Iron EOS ကတော့ဇန်နဝါရီမှာအလောက်သုံးသွားဖို့စီစဉ်မရှိဘူးလို့သိရပါတယ်။ Sport Bon သတင်းဌာနရဲ့ဆိုရစတာဒိုးနဲ့အသင်းရဲ့ဘရာဇီးကွင်းလေကစားသမားမာလူဂိုမက်စ်ကိုနံပါတ်8နေရာအတွက် United ကိုပြစ်မှတ်ထားနေတယ်လို့လည်းဆိုပါတယ်။ တကယ်တမ်း United တို့သာထဲထဲဝင်ဝင်ခေါ်ယူဖို့ကြိုးစားပါက Euro တန်း30ဝင်းကျင်နဲ့ရနိုင်ွယ်ရှိနေတာပါဒီ22နှစ်သားကဒီရသည့်ချက်တာဒိုးနဲ့အတွက်ပုံမှန်ပွဲထွက်ခွင့်ရနေတယ်လို့ Conference League မှာလည်း3ပွဲကစား3ဂိုးဖန်ပြီးပေးထားနိုင်ပါတယ်ဒါက United ရဲ့သတင်းတွေပါကျွန်တော် Arsenal ဘက်ကိုလှည့်လိုက်ရအောင် week 7 b မှာအမှတ်ပေးစရာထိတ်ဆုံးကိုတက်လန်းလာနိုင်ပြီးနောက်စူပါကွန်ပျူတာကအာဆင်နယ်အမှတ်ပေးချန်ပီယံဖြစ်လာမယ်လို့ခံမဲ့ တဖက်မှာလက်ရှိချန်ပီယံလီဗာပူးကဝေးခွင်းမှာချက်စီးကို2-1နဲ့ရှုံးနေသွားခြင်းဂန်နာတို့ကတော့အိမ်ခွင်းမှာဝက်ဆမ်ကို2-0နဲ့အနိုင်ယူအမှတ်ပေးစရာထိပ်ကိုတက်လာပါတယ်ဒီကလန်ရိုက်ဘကာယူဆာကာရုရဲ့ twin goal တွေနဲ့သက်တောင့်သက်သာကိုအနိုင်ရခဲ့တာပါလက်ရှိပြတ်သားနေတဲ့ဆွမ်းဆောင်ရီကောင်းနေကြောင်း22နှစ်ကြာဝေးကွာနေတဲ့အမှတ်ပေးပလာကိုအာဆင်နယ်တို့ဒီယာဒီကောင်မှာတင်ပိုက်သွားနိုင်မယ်လို့ Opta ရဲ့ Super Computer ကတော့ခန့်မှန်းပေးသွားပါတယ်ဂိမ်းကနေတွေကိုကြည့်လိုက်ရင်အာဆင်နယ်ကချန်ပီယံဖြစ်နိုင်ခြေ၄၀%ကျော်ကျော် လီဗာပူးချန်ပီယံဖြစ်နိုင်ခြေ35ဒသမ9ရာခိုင်နှုန်းမန်ချက်စတာစီးတီးက10ဒသမ9ရာခိုင်နှုန်းဆိုပြီးမြင်တွေ့ရပါတယ်။ဒါအပြင်ချန်ပီယံလိဂ်မှာလည်းကနာရူးပိုဆွဲဖို့ရည်ပန်းစားနေကြပါသို့တော့ပြောဖို့ကတော့စောပါသေးဒီဘဘူးကရုတ်တရက်ခြေစွမ်းကြနေတယ်လို့ပြိုင်တဲ့မန်စတီကလည်းခြေစွမ်းပြန်လည်တည်ငြိမ်လာပါတယ်။ဘောလုံးရာသီကရှေလျားရာမှုဘာမှမဆိုခက်လာနိုင်ပါတယ်။သို့တော့လက်ရှိစုပွဲမှုလူဝင်အားဆာရီကိုချိန်ထိုးလိုက်မယ်ဆိုရင်တော့အာဆင်နယ်ဟာခက်ခဲတော်တော်များများကိုကျော်ဖြတ်နိုင်ကြွရှိနေတာ ပြင်ဆင်ထားတာလို့မြင်တွေ့နိုင်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်မှာဝက်ဆန်နဲ့ဘွဲမကန်ခင်အာဆင်နယ်ကနဝင်ဟင်နရီစီကမက်ဆေ့ရခဲ့ကြအောင်ဖွင့်ရခဲ့တဲ့ပကယူစာက Week 7ရေးပါတဲ့နိုင်ပွဲမှာဒုတိယပန်နတီဂိုးကိုစာကသွင်းယူနိုင်ခဲ့ပါတယ်။ဒီရသည်အတဲ့အတွက်ပြိုင်ပွဲဆုံးသုံးဂိုးမြောက်လည်းဖြစ်ခဲ့တာပါ။ဒီနိုင်ပွဲကြောင့်ချန်ပီယံပြိုင်ဘက်တွေဖြစ်တဲ့လီဗာပူးကိုတမန်မန်ချက်စတာစီးတီးကို၃မှတ်ဖျက်ထားနိုင်ပါတယ်။ပွဲပြီးအင်တာဗျူးမှာစာကက ပွဲမကန်ခင်မနက်ကပဲ Unri ကနောက်ဆုံးအင်ကွင်းတပွဲဆိုဝဟမ်ကိုကျွန်တော်တို့ဆုံးထားကြအောင်မမေ့ဖို့ message လမ်းဖို့ပါတယ်သူကတော့ကျွန်တော်ကိုအမြဲတမ်းတွန်းအားပေးလိရှိတယ်သူပါလို့ခွင့်ရသွားပါတယ်ပွဲကန်တဲ့အချိန်မှာတော့ Arsenal တို့ပြိုင်ဘက်ကိုပွဲအဆအဆုံးထိန်းချုပ်ကစားသွားခဲ့ပြီးတူးနေဆိုတဲ့ရလဒ်နဲ့တိုင်ရရှိခဲ့ပါတယ်လက်ရှိကစားဟန်အဆင့်ရည်တည်မှုတွေကို Arsenal ပြည်သက်တွေအထူးကျင့်နေကြမှာပါရသည်စောပိုင်းမှာပါဇာတ်ထက်ကိုတက်လာနိုင်အောင်ကြံသားတွေအတွက်ယုံကြည်မှုကလည်းပိုပိုခိုင်မာလာဖို့ရှိပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်မှာ ရစ်စတီယန်မော့စကွာရာကိုရလိုက်တာကအာဆင်နယ်အတွက်ဂျက်ဖော့ပေါက်သလိုပဲလို့ရိုမဲနိုဖွင့်ဟလက်ရှိအမှတ်ပေးစရာရည်တည်မှုပြသထားတဲ့ခြေစွမ်းတွေအရအာဆင်နယ်ရဲ့နွေရာသီခေါ်ယူမှုတွေကတိရမှုရှိခဲ့ကြောင်းမြင်သာပါတယ်ဗီတာယောဂရက်စ်ဘာရူအီကီတို့လိုကစားသမားကောင်းတွေလည်းအသင်းကိုရောက်ရှိနေရပါဒါအပြင် easy martin zubimendi တို့လည်းရှိနေပါတယ်ဒီထဲကမှစပိန်လူငယ်နောက်ခံကစားသမား christian mosquera ကိုရလိုက်တာတော့ထိပေါက်တယ်လို့ပဲလို့ arsenal တို့ဘက်ကယူဆနေပါတယ်ဒီကြောင့်ကို ဖာဘရီဇီယိုရိုမဲနိုကစစ်စီယမ်ကိုစကောရာနဲ့ပတ်သက်လို့အာဆင်နယ်ဘက်ကဂျက်ပေါ့ပောက်တယ်လို့ပြောရှင်းနေတာပါဒီလိုနောက်ခံလူမျိုးကို ပေါင်14.5အသန်းနဲ့ရလိုက်တာတော့တကယ့်ထူးချယ်ပါပဲအထူးသဖြင့်ဒီနေ့ခေတ်ဈေးကွက်ထဲမှာဒီသက်ရွယ်မြတ်နှုန်းကြံ့ကြိုက်မှုနဲ့ကစားသမားကိုဒီဈေးနဲ့ရဖို့ဆိုတာကတကယ့်ကိုမလွယ်တာပါလို့ထုတ်ပေါ်ပြောဆိုသွားပါတယ်အဲရှိမှဒီကစားသမားလေးကအာဆင်နယ်အတွက်ပြိုင်ပွဲဆုံးရှစ်ပွဲကစားပေးတာတို့အာဆင်နယ်အသင်းကလည်းဒီရသည်ပေးကိုသုံးကိုသာခွင့်ပြုပေးထားပါတယ် ပြရူအင်ကပီရီတရားမကြခင်နေ့ကျင်ငယ်ပြောင်းစေမယ်လို့အာဒီတာအတည်ပြုပေါင်းချန်တန်ရာကြောင့်နားယူနေရတဲ့အီကွေဒေါနောက်ခံလူအင်ကပီရီအော်တိုဘာ16ရက်ဖူအိုနဲ့ပွဲမှာပြန်ပါလာမယ်လို့အာဒီတာကအခုလိုတည်ပြုသွားပါတယ် International Break ပြီးတာနဲ့သူပြန်လာမှာပါဒီကစားသမားကိုပြန်ကစားနိုင်စေဖို့ကျွန်တော်တို့ဘက်ကလုံနိုင်ကြပြဆောင်ရွက်ပေးနေပါတယ်အခုတော့ International Break လည်းပြောင်းဝင်လာပါပြီဒါပြီးရင်တော့ကျွန်တော်တို့လည်းလေ့ကျင့်ခန်းနဲ့ချိန်လောက်ကြည့်စင်းပါမယ်ပြီးရင်တော့ ready ဖြစ်ပါပြီ ီကစားသမားကဘိုင်ယန်လီဗာကူဆင်အသင်းကနေအာဆင်နယ်ကိုတရားစီရင်ကားလာကစားနေတာဖြစ်ပြီးအဒီကောင်ရင်ပေါင်45သန်းနဲ့အာဆင်နယ်ဘက်ကခေါ်ယူခွင့်လည်းရှိနေပါတယ်။အာဆင်နယ်ဆေးအဖွဲ့ကတော့ကစားသမားရဲ့လင်းမြန်ဒူးတက်လာမှုကိုအားရကျင်းနေလျက်ရှိပါတယ်။ပြီးတော့လုံးရမန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တို့ရဲ့တရေတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ CIB ပါ။